Hello အားလုံးပဲမြင်လာပါလေ Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကအာရန်ကင်းရဲ့တိတ်ဆိတ်တဲ့ရေဝန်လေးမှလည်းရှိရဲ့အင်းတို့ထိုင်ကြလားအောက်တို့ထိုင်ကြလားအစုံနဲ့ရရဲမိရကျကျလေးနဲ့ကော်ဖီဆိုင်ကြီးဒီဇိုင်းနဲ့မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲ့ဆိုင်ကြီးကတော့ The District Coffee Lounge ဖြစ်ပါတယ် အာသူကအင်ဒိုမှာဆိုလို့ရှိရင်လည်းအပေါ်ထန်းနဲ့အောက်ထက်ရှိရဲအောက်ဒိုမှာဆိုလို့ရှိရင်တော့ဒါအပြင်ရှူတင်းတွေကိုကြိုက်တယ်လို့ပြီးတော့တိဟိတ်ဘိုင်းရဲ့အောက်မှာနေလိုတဲ့လူတွေကတော့ဒါအောက်ဒိုနေရာလေးကလည်းအာလူကြိုက်ညာနေရာလေးပဲဖြစ်ပါတယ်ပြီးတော့ဒီဇိုင်းမှာက wifi လည်းရရဲ ee စစီလည်းအလုပ်လာလုပ်ချင်တဲ့လူတွေအတွက်လည်းအလုပ်လာလုပ်လို့အဆင်ပြေပြီးတော့ agent နဲ့နေရာလေးလည်းဖြစ်ပါတယ်ပြီးတော့နည်းနည်း elegant ဖြစ်တဲ့ ဒီ cozy vibe ရတဲ့ coffee ဆိုင်မျိုးစားထဲမှာလည်းဒီဇိုင်းကြီးရပါမယ်။ပြီးတော့သူက Myer Sophie ဆွဲကျင်တဲ့လူတွေဆိုလို့ရှိရင်လည်း indoor ရဲ့အပေါ်မှာအောက်မှာ Myer Sophie ဆွဲလို့ရတဲ့နေရာလေးလည်းရှိပါတယ်။ပြီးတော့အစားအသောက်ကတော့ classic stand နဲ့ coffee ဆိုင်ဖြစ်တဲ့အတွက်နဲ့ normal ထက်တော့နည်းနည်းလေးတော့ဈေးကြီးမှာ ်ဖြစ်ပါတယ်။အဲအဲ့မှာဆိုရင် coffee cake တွေအစုံရရပေါ့နော်။ညီရတော့ထုံးစံလိုက်မဲ့ coffee sign တွေအောင်လို့ရှိရင်တော့အာ hot latte ကတော့မှာရပေါ့နော်။အဲ့တော့ hot latte က9200ပြရတယ်။ chocolate cake ကတော့ one slice ကိုဒါအတောင်း3000ကျော်ရှိပါတယ်။အာ latte ကလေသူ့ရဲ့ quality ကတော့အရသာတော့တော်တော်ကောင်းနေတယ်။ဒင်းတော်တော်လေးလည်းကြိုက်တယ်။အာဒီကားစိတ်အရာတာကိုတော့မှာပေါ့နော်တော်တော်လေး အာတောက်လိုက်လို့ရှိရင်လည်းအရင်ခါသွားပဲနဲ့တောက်လို့ကောင်းတဲ့ပုံစံနဲ့မှပါတယ်။အာပြီးလို့ရှိရင်တော့ချောကလက်တိတ်ကတော့အသားကတော့လုံးဝကိုနူးညံ့ပြီးတော့စားလို့ကောင်းတယ်။ကြောက်မဲ့ဆိုလို့ရှိရင်ကိုဒီချောကလက်ကိတ်ကိုစားလိုက်တာနဲ့ဒီစားတဲ့မှာဒါချောကလက်အနှစ်ကလေးတခါလေးပျော်ဝင်သွားတဲ့ခံစားချက်မျိုးရတဲ့အထိကိုကောင်းပါတယ်။အဲနည်းနည်းလေးတော့ စီကြည်ရပါတော့အဲ့တော့ပြီးလို့ဆိုရင်လည်းအင်ဒေါ်ကနေပြီးတော့လည်းအောက်ဒေါ်ကိုမြင်ရအောင်ပေါ့နော်အာဒီမှန်ကြီးလေးတွေနဲ့လှဆင်ထားအောင်လည်းတွေ့ရပါတယ်ပြီးတော့ငါးချစ်သူတွေအတွက်ဆိုလို့ရှိရင်လည်းဒါတော့ဝင်ဝမှာငါးမွေးကန်လေးရှိပါတယ်အမ်ပြီးတော့သူ့ကိုဖူပန်နာကနေလည်းမှာလို့ရရလို့တော့အာဒီ sign board လေးထောင်ထားတာတွေ့ရပေါ့နော်ပြီးတော့ဓာတ်ပုံရိုက်လှတဲ့နေရာလေးတွေလည်း ်အများကြီးရှိပါတယ်သူရဲ့ဒီ coffee sign ရဲ့ team ကတော့အနေထားကတော့ဘယ်နေရာမှာဓာတ်ပုံရိုက်ရိုက်ကိုအာ cozy vibe လေးရှိပြီးတော့ လှရဲ့ပုံစံမျိုးလေးကို ထွက်စေမဲ့ဒါ sign design ထဲမှာလည်းပါပါတယ်အဲ့တော့ဓာတ်ပုံရိုက်ရတာစိတ်ဝင်စားတဲ့လူဆလှလေးနဲ့ဓာတ်ပုံရိုက်ချင်တဲ့လူတွေကတော့ဒီ sign လေးကိုလည်းသွားဖို့လေးအောင် recommend လေးပေးပါတယ်အဲ့တော့ဒီ classic sign ပြီးတော့ cozy bike ရတဲ့အာ sign ကိုလာကြရင်ဒီ district coffee lounge ကိုလာဖို့တော့နေရတော့ recommend လေးပေးလိုက်ပါတယ် ပြီးတော့ coffee sign ကထွက်လာပြီးရှင်ရင်လည်းဒါဒုက္ခဝတီပန်းချံလေးပဲရှိသေးရမို့လို့ဒီပန်းချံလေးမှဆိုလို့ရှိရင်လည်းအေးစစေးလည်းနားလို့ရရတပ်ပုံလာလာလေးလည်းရိုက်လို့ရရအဲ့တော့ဒီကိုစီဘိုင်းရှိရဲ classes ဆန်ပြီးတော့လည်းလပရဲပြီးတော့အပြင်ထွက်လိုက်လို့ရှိရင်လည်းအာပြန်တဲ့လမ်းမှာပေါ့နော်အေဂျင့်နဲ့ ဒုက္ခဝတီပန်းချံကြီးမှာလည်းဓာတ်ပုံတွေနဲ့ AC ရိုက်လို့ရတယ်လုံးဝကို all in one ပြည့်စုံတဲ့ဒီနေရာလေးကိုဒီ coffee ဆိုင်လေးကိုအာလာပြီးတော့အာဒီစပါရဲ့အမတရားလေးကြီးအာအများကြီးလုံနိုင်ပါစီလို့လည်းနေရာစုံမကောင်းလေးတောင်းပေးလိုက်ပါတယ်။အဲ့တော့နေလင်းရဲ့ဒီဒီ district coffee lounge review ကတော့ဒီလောက်ပါပဲ။ အာလင်းရဲ့ channel လေးလင်းရဲ့ video လေးကိုဒီနေ့ဒီချိန်ကြီးအားပေးကြတဲ့တူတယောက်ချင်းများရင်လည်းကျေးဇူးတင်ပါတယ်နောက်ထပ် season 3ဒီ video တည်တည်နဲ့လာအောင်မှာမို့လို့လင်းရဲ့ channel လေးကိုစောင့်မျှော်ပြီးအားပေးပါအောင်လည်းဖိတ်ခေါ်လိုက်ပါတယ်အာနောက်ထပ် season 3ဒီ video တည်တည်မှာပြန်ဆုံပါမယ်နော်